ိုမျိုးဟိုအောက်မြုပ်ွယ်ခန်းသားတစ်ခုလုပ်ပေးရမယ်ဆိုတော့ကျွန်တော်တို့တော့ပြောမှာမဟုတ်ဘူးဘုခုမင်းလေးပြောရတယ်ဟိုအဓိကပြင်မြောက်ရေးလုပ်ကြတာကတော့ကျွန်တော်တို့ဒီ AES ဆိုင်ကကိုစောထန်းနဲ့ကိုထွန်းနေမျိုးတော့အဆူပဲပေါ့နော်တခြားတာမေမရတဲ့လူလည်းပါပါလိမ့်မယ်အဒါကောဘာကိုပြလဲဆိုတော့ဥလာစောရေးနိုင်ငံရေးအချိန်ရောပေါ့ကျွန်တော်တို့လူမျိုးတွေရေးရင်ရင်းထဲမှာဘလောက်အတိုက်ကဒီရက်ခက်နေလို့ဆိုတာကိုပြတာဖြစ်တယ်ကျွန်တော်တို့တော့ဟောသတိမှုမူတဲ့ဟာကိုဒီလိုနဲ့သတိမှုပြီးတော့မှတော့ဒါမျိုးလုပ်ရမယ်ဒီလောက် လူတွေကိုစုအချိန်ကြိုတွင်းမှာစုစည်းနိုင်ရဲဆိုတာသူတို့ရဲ့အဲ motivation ဘယ်ကလာလဲဆိုတော့ဦးလာဆိုရင်နိုင်ငံရေး influence ကလာတယ်။ဒါအဲ့ဒီနိုင်ငံရေး influence ဘယ်ကရလဲဆိုတော့သူ့ရဲ့ဟို business move social move ပေါ့နော်အမျိုးအမည်ကြီးမားစွာနဲ့တိုက်ပြီးလဲလူထုပေါ်ပါအကျိုးပြုတဲ့ပေါ်မှာလာပါတယ်။ဟိုကျွန်တော်ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဟိုအမေခေါင်းစဉ်လေးတစ်ခုပြေးချင်တာကတော့ခိုင်လူဖွဲ့စည်းကဲကဦးလာသောဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ပြောချင်တယ်။အဲ့တော့ကျွန်တော်တို့ခိုင်လူဖွဲ့စည်းကဲမှာတော့ဦးလာသောကခုနကတည်းက ဟိုပြောခဲ့ရတဲ့ပုံပါပဲဟိုယုံကြည်မှုရောလေးစားမှုရောကြည်ခင်မှုရောအများကြီးရရှိတဲ့ဖြစ်တဲ့အခုသဖြင့်ဦးလာသောကိုလေးစားရတဲ့အကြောင်းအရာ၃ချက်ရှိပါတယ်ပထမတစ်ချက်ကသူ့ရဲ့ပညာရည်ချင်းဖြစ်တယ်ငငယ်ကလေးကဟိုကျွန်တော်တို့အမေတွေဖေတွေတစ်သက်ကလေးကကြာခုလေပေါ့နော်ဦးလာသောဘလို့တော်တယ်ဆိုတဲ့အကြောင်းလူတစ်ဖြစ်သင်္ချာပညာရမှာဘယ်တော့ဟိုဘယ်ချိန်ပဲဉာဏ်မျိုးဝဲဖြစ်ဖြစ်ဟိုအမှတ်တရဘယ်တော့မှမလျော့ဘူးဆိုတာ အဲ့လိုမျိုးဟိုသူရဲ့ထွက်ချက်မုန်းတယ်ကကျွန်တော်တို့အတွက်အများကြီး motivation ဖြစ်စေပါတယ်ကျွန်တော်တို့ကိုယ်တိုင်ပြင်းသင်ချာပညာမှာအာထွက်ချက်အောင်ဦးလက်စိုးကိုမူတည်ပြီးတော့အများကြီးလိုစားကြရတာဖြစ်တယ်ဒါကကျွန်တော်ပြောပြမဟုတ်ဘူး profile group ဖွဲ့စည်းတဲ့ကလူငယ်ပေါင်းများစွာဒီပြင်းအဲသူရဲ့ထွက်ချက်မုန်းပေါ်မှာ motivation ယူပြီးတော့မှလိုစားကြရတယ်လို့လည်းအများကြီးရှိပါတယ်ဒုတိယတစ်ချက်ကအာသူရဲ့နိုင်ငံရေးအရာအဲ business ဆောင်ရွက်မှုပေါ့နော်နိုင်ငံရေးအရာပြောရရင်တော့အများကြီးရှိပါတယ်ဦးလက်စိုးရဲ့ ဟိုအဖြစ်ပြုရအများကြီးရှိတယ်။နိုင်ငံရေးအထင်းမှာ business ဆွမ်းလမ်းမှုမြင်မာတွေလို့ဖြစ်တယ်။အဲ့ဒီ KRI အချိန်တုန်းက engineer တယောက်ဖြစ်ဖို့ဆိုတာမလိုဘူးပေါ့။အဲ့ဒီ engineer ပညာဟိုတယောက်ခွင့်ဝင်တော်မှာငမျောပဲနဲ့နိုင်ငံရေးကိုပဲခြေစုံပစ်ပြီးတော့မှအဲသူရရှိခဲ့တဲ့အခွင့်အလမ်းကိုဆက်လက်ပြီးတော့မှထောင်ချခဲ့ပြီးတော့မှနိုင်ငံရေးကိုလောကတွေကိုဝင်ရောက်ခဲ့တဲ့သူဖြစ်တယ်။အဲ့တော့ပေးဆက်မှုမြင်မာတဲ့အပြင်တချို့ကတော့ပေးဆက်မှုမြင်မာတာရှိတယ်။ဒါပေမဲ့ဟိုရိုးသားထောက်မဲ့မှုအားနေတာပဲရှိကြပါတယ်နိုင်ငံရေးထက် ကျွန်တော်တို့ဆရာကတော့ဟိုပိဆက်ဆက်လက်မှုမြေမာတဲ့အချိန်ယူသားပြောင်းလဲမှုမှာလည်းဘယ်သူမှပဲချင်းချင်းပိခိပိကာလာပဲချင်းချင်းဟိုအစွမ်းအချင်းတစ်ဆက်မှမရှိခဲ့ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ဟိုအမခံတယ်နောက်တစ်ခုကဟိုယူသားမှုရဲ့ပိဆက်ဆက်လက်မှုရဲ့တတိယအရပြောရင်လည်းတော့ဘယ်သူ့ဘုံမှဟိုကြောက်ရွံ့မနေဘဲနဲ့သူယူကြည်ရာကိုရေဝဲစွာပြောဆိုရေးလို့ဖြစ်တယ်ဦးလတ်စောကိုတချို့ကပြောကြတယ်ပေါ့နော်ဒါကွန်ဖျူနစ်ကြောက်ဖြစ်တယ်လက်ဝေး တယောက်ဖြစ်တယ်အထူးသဖြင့်ဟိုကျွန်တော်တို့တစ်ခါမျိုးသားရေးနေပြည်တော်မှာလည်းယူဖို့ပြင်ခင်ရပါတယ်ဒါပေမဲ့ဟိုခုကျွန်တော်ကြာခဲ့ရတယ်လို့ပဲတရုတ်အစိုးရနဲ့ပတ်သက်ပြီးတော့ဒီရုပ်ရဲ့ policy နဲ့ပတ်သက်ပြီးတော့ဝန်ထမ်းဖို့ကိုသူမကြောက်ဘူးဟို communism နဲ့ရဲ့အားနည်းချက်တွေနဲ့ပတ်သက်ပြီးတော့လည်းသူဝန်ခံရမှာကြိုးဆိုရမှာထောက်ပြရမှာသူမကြောက်ဘူးအဲ့လိုပဲဟိုကျွန်တော်တို့တစ်ခါမှာဒီမျိုးစုရေးတွေနဲ့ပတ်သက်ပြီးတော့ coffee နဲ့ commission နဲ့ဖွဲ့ရတယ်အဲ့လိုလုပ်ကြတဲ့အပေါ်မှာလည်းဟိုဟိုအစိုးရရဲ့လုပ်ကိုင်ဆောင်ရမှုအားနည်းချက်ရော တော့နိုင်ငံတကာရဲ့အသိမြင်နားလည်မှုအားဖြင့်ပြောပါမှာရောအနောက်ဥရောပကုလသမဂ္ဂအမေရိကန်စတဲ့နိုင်ငံတွေပေါ်မှာသူဝေဖန်ဖို့ဘယ်လိုလဲအဲ့ဒါကဘာလို့ပြလဲဆိုတော့သူရဲ့ခိုင်မာတည်မှတ်တဲ့ရည်တည်ချက်နဲ့ဟိုဝေဖန်ရေးတဲ့တတိကိုပြတာဖြစ်တယ်ဆိုတော့နောက်တစ်ချက်ကပါလဲဆိုတော့ဥလသောကိုလေးစားရတဲ့အကြောင်းကနေပြီးတော့မှာကျွန်တော်တို့သူရဲ့အနုပညာစွမ်းရည်ဖြစ်ပါတယ်ဥဟိုအနုပညာဘိုင်းမှာပြောရမယ်ဆိုရင်ကျွန်တော်တို့ဆရာဟာ ဟိုအပြားဆရာဆိုရင်ဟုတ်တယ်တေးရဆရာဆိုရင်ဟုတ်တယ်စာရဆရာဆိုရင်ဟုတ်တယ်ဟိုအထူးသဖြင့်ဟိုကျွန်တော်တို့ဒီဘက်မှာဆိုရင်တော်တော်ရှားပါတယ်မော်ဒန်စာရဆရာမော်ဒန်ကပြားဆရာတော်တော်ရှားတယ်ဟိုဥပလာဆွဲကလည်းနေတဲ့နေ့ပေါင်းဟို30ရောက်30လောက်ကလေးကမှမော်ဒန်စာရဆရာကပြားဆရာလောကထဲမှာဝင်ဆက်ပြီးတော့မှဟိုကျွန်တော်တို့ရခိုင်ထဲမှာလည်းအဲ့လိုမျိုးမျိုးစေ့တွေအများကြီးချပေးနိုင်ခဲ့တယ်အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ တခါလူပွေစီချက်မှာလေးစားမှုအကြာကြီးခံခဲ့ရတိုးတော်လဲဟိုဖေးရမစိုးအကောင်းဆုံးတင်ခင်းရတော့ရှိတယ်ပေါ့နော်ဟိုတင်ခင်းရဆိုတာဆရာရဲ့ဆိုးပြေဆိုတာဆရာအပေါ်မှာအကောင်းမမြင်ကြတဲ့လူတွေလည်းရှိတယ်ဟိုဥမွေလေးပြောရမယ်ဆိုဥလာစောကချစ်တဲ့လူများတယ်လို့မုန်တဲ့လူလည်းများတယ်လို့ပြောရင်လည်းမှားမယ်မဖြစ်ပါဘူးဟိုအထူးသဖြင့်ဘလို့လူတွေမုန်းကြလဲဘာကြောင့်မုန်းကြလဲဆိုတဲ့ဟာကိုတော်တော် sensitive ကြည့် ီနေ့အချိန်မှာပုံပြီးအပြေပေါ်လာတယ်လို့ကျွန်တော်ခံစားရတယ်။ဟိုဘာကြောင့်မုန်းရလဲဆိုတော့ဟိုကျွန်တော်တို့ချင်းချင်းလေးလေးမြင်တဲ့အမြင်ကသူ့လောက်မပေးဆက်နိုင်တဲ့လူသူ့လောက်ရိုးဖြောင်းတဲ့လူသူ့လောက်တက်ပြီးမရှိတဲ့လူသူ့လောက်မစွန့်စားဝင်တဲ့လူကသူ့ကိုမုန်းမုန်းတဲ့အခါမှာပုံစံမျိုးစုံနဲ့ဝေဖန်တယ်သူစစ်တယ်ပေါ့ဗျာ character assassination လုပ်ကြတယ်အူလာဆိုဟာလက်ဝဲသမားတယောက်ဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်တို့လူသားနိုင်ငံရဲ့ဘောင်ထင်းမှာရစ်ကြည့်လို့မရအောင်ဝန်ခံကြတဲ့လူတွေရှိတယ် ဥစ္စာသောကဟိုအရက်တေသာတောက်စားတဲ့လေလူဖြစ်ပါတယ်ဆိုပြီးတော့မှအဲသူရဲ့ character assassination သူ့ကို character assassination လို့ကိုစူးစမ်းကြတဲ့လူရှိတယ်အဲ့တော့ဘယ်လိုပဲပြောကြသည်ပေါ့တော့ကျွန်တော်အနေနဲ့ကတော့ဥလဆောကရှင်သင်တဲ့အချိန်မှာအဲကြီးမြတ်ပြီးတော့မှနော်ကိုပွေလွန်တဲ့အချိန်မှာခေါရောင်ပြောင်တဲ့လူတွေရောက်လို့ကျွန်တော်နေတဲ့မြင်တယ်ကျွန်တော်ပြောတဲ့စကားဟုတ်မဟုတ်ဆိုတော့ဒီနေ့ရောက်လာတဲ့ပိဋကကြီးကတက်ပြီပါပဲနော်ဒီနေ့ရောက်လာတဲ့ပိဋကကြီးအဲမှာ အဲလူမျိုးရဲ့အမျိုးသားရဲ့အင်အားစုတွေပါတယ်လူတန်းသားအင်အားစုတွေပါတယ်လက်ရအင်အားစုတွေပါတယ်နော်အဖွဲ့စုံလူမျိုးစုံကပါတယ်ဂျီလူတွေအကုန်လုံးကဒီနေရာကိုရောက်ကြတဲ့ဆိုတာဟာအဲကျွန်တော်တို့ search တခုမှတော်ပြီးတော့မှဒီ confess လုပ်ကြတယ်လို့ပေါ့နော်ဟိုကျွန်တော်တို့ဟို witness လုပ်ကြတယ်လို့ပေါ့ဥလတ်စိုးရဲ့မျိုးသားချောင်းမဲမှုဘုံဒီကြီးမြတ်မှုကိုလာပြီးတော့မှဟိုတက်တဲ့ခံကြတဲ့သဘောဖြစ်တယ်ဒါတက်တဲ့ဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ် တော့နောက်ဆုံးအနေနဲ့ပြောချင်တာကဟိုဆရာရဲ့ရည်ရွယ်ချက်စကားလေးတစ်ခွန်းပေါ့ဒီစကားကတော့သူဘသူမှပြောခဲ့ဘူးလားမပြောခဲ့ဘူးလားတော့ကျွန်တော်လည်းမသိဘူးလက်ခဲတဲ့2023ခုနှစ်ဒီဇင်ဘာပေါ့သူရောဂါဝေဒနာစပြီးခံစားနေရတဲ့အချိန်မှာအဲသူနဲ့ဖုန်းဆက်တွေရပြီးတော့မှသူပြောခဲ့တဲ့စကားလေးတစ်ခွန်းပေါ့ဒီနေ့တော်လည်းအခုဒီပြင်ကျွန်တော်တို့ခိုင်လည်းနဲ့ကိုင်တော်ငယ်ရေးကိုသူကအတိုင်းအတာစုံတရားကြီးအားရတယ်။ဒါပေမဲ့အဖက်ကပြန်ကြည့်ရင်သူအားမရတဲ့အပိုင်းရှိတယ်။ အဲ့ဒီစကားတခွန်းကဒီနေ့အချိန်ကြီးဟိုကျွန်တော်ရင်ထဲမှာဆွေးနေတယ်အဲ့ဒီစကားဘာလဲဆိုတော့ဒီနေ့အချိန်ကတော့ကောတဲ့ဘာမှနိုင်ငံရေးလည်းဘာမှလုံးလုံးရတဲ့အနေထားမဟုတ်ဘူးเนาะဟိုစီရဲကိုပဲအသာပေးနေရတာပေါ့စီရဲအသာပေးနေရတော့နိုင်ငံရေးဘက်မှာလိုက်လိဟင်းမှုတွေအများကြီးရှိတယ်ဒီစစ်ပွဲပြီးမှတော့ပဲငါတို့ကြေတာပြင်မွေးရမယ်ဆိုတဲ့စကားပေါ့တော့ ီစကားလေးကဟိုနိုင်ငံရေးအရစဉ်းစားရင်တော့ကျွန်တော်တော်တော်ဟိုတာတော်တယ်လို့ကျွန်တော်လည်းခံစားရတယ်။ဘာကြောင့်လဲဆိုတော့ဥလတ်ကပြောခဲ့သလိုပဲနိုင်ငံရေးပေါင်ချင်းပြီးတော့မှစစ်ပေါင်ချင်းလာတယ်။စစ်ပေါင်ချင်းတဲ့အခြေကိုဥလတ်စောကိုယ်တိုင်တော့မှဝင်ပါတော်တဲ့အနေထားဖြစ်တယ်။အဲ့လိုဝင်ပါတော်တဲ့အနေထားမှာစီရဲပဲတောက်ဆောင်လုပ်နေရပြီးတော့မှနိုင်ငံရေးမရှိတဲ့အခါကျွန်တော်ဘာဖြစ်လာလဲဆိုတော့ ိုးရင်းကြရရှိလာပါတယ်နော်စိုးရင်းကြရရှိလာတယ်စစ်ဆိုတာဒီနိုင်ငံရေးရဲ့အဆက်ဖြစ်တယ်နိုင်ငံရေးမဒီသီးရဲအတွက်နိုင်ငံရေးကိုအမှုနည်းမြတ်မဖြစ်ရှင်းနိုင်ရတဲ့အတွက်ကျွန်တော်အကြမ်းဖက်တဲ့အနေနဲ့နေပြီးတော့စစ်ရေးအနေနဲ့နိုင်ငံရေးကိုဆက်လုပ်ကြရတာဖြစ်တယ်နိုင်ငံရေးကိုစစ်ရေးအနေနဲ့ဆက်လုပ်ရင်းနဲ့နိုင်ငံရေးကပြောက်မဲမသိပြောက်သွားတယ်အထူးသဖြင့်ဟိုလက်ထက်ကရဲ့ဖွဲ့စည်းတွေအင်အားကောင်းလာတယ်တစ်ဖက်ကပြောရင်တော့ကျွန်တော်တို့တော်လှန်ရေးတဲ့အင်အားကောင်းလာတာကဝန်သားပြန်ဖြစ် ဟိုလက်နက်ကိုင်တော်လည်းရဲကိုလူထုမင်းသားပေါင်းစုံပေါင်းဝင်လာကြတာဝန်သားကြရဖြစ်တယ်။ဒါပေမဲ့အဲ့ဒီလက်နက်ကိုင်တော်လည်းရဲကိုသဘောတရားအရာချင်းချောင်းပဲပဲကေတာမရှိဘူးဆိုရင်အဲ့ဒီလက်နက်ကိုင်တော်လည်းရဲဟာလက်ကြောင့်တင်းကောင်းသွားနိုင်ပါတယ်။ဟိုစစ်ကိုနိုင်ငံရေးကဥစည်းရမရောက်ခင်းနဲ့ဟိုစီရဲနောက်မှာပဲနိုင်ငံရေးကရောက်ရတဲ့အနေအထားမျိုးဖြစ်သွားတယ်။ဒါကတော့သူလုတ်ပေါက်ကန်ပတ်တဲ့အဲထဲမှာသူဆွေးနွေးခဲ့လား မဆွေးနွေးခဲ့ရတာကျွန်တော်မသိဘူးကျွန်တော်နဲ့ဟိုသတင်းစကား play တဲ့အခါမှာကြားခဲ့ရတဲ့စကားဖြစ်တယ်အဲ့ဒီသတင်းစကားကိုဒီနေရာကနေတစ်ဆင့်ပြည်ရဲ့လူပေါ်ကန်ဖက်တွေရောကျွန်တော်တို့ခိုင်တမျိုးသားလုံးကိုရောပေးချင်တယ်ဆရာဦးလာစောကိုကျွန်တော်ချစ်ခင်ယူသေးလေးစားရတယ်ဆိုရင်သူပြောတဲ့အတိုင်းလိုက်နာဖို့လိုပါတယ်သူညွှန်ကြားချက်တွေကိုကျွန်တော်တို့ group ဒီပြူပြီးတော့မှတို့ကျွန်တော်တို့ရဲ့နိုင်ငံရေးလဲစဉ်စီရေးလဲစဉ်တွေကိုချမှတ်ဖို့လိုပါတယ်ပြောလို့လာကကျွန်တော်တို့ကေတာဝိပုရေးကိုကောင်းကောင်းလုပ်ဖို့လိုပါတယ် စစ်ကုန်နိုင်ငံရေကောင်းစည်းဖို့လိုပါတယ်။ဒါမှဥလာသောမျိုးမဲ့တဲ့ဟိုရခိုင်အမျိုးသားနိုင်ငံရခိုင်အမျိုးသားလက်မျိုးရေကိုကျွန်တော်ရမှာဖြစ်တယ်လို့ပြောကြရင်ဒီလိုဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။